အားလုံးမင်္ဂလာပါဇီဝကဟဲ့ knowledge sharing channel ကနေကြိုဆိုပါရစေဒီနေ့ဒီချင်းနဲ့အတူ grade 12 biology chapter 3.7.3 the components of the blood အကြောင်းကိုလေ့လာကြရအောင် the blood is composed of the plasma blood cells which are erythrocytes red blood cells and several types of leukocytes white blood cells and platelets blood ထဲမှာ liquid portion ဖြစ်တဲ့ plasma နဲ့ blood cells တွေပါဝင်ကြတယ် blood cells တွေကတော့ RBC တွေ WBC တွေနဲ့ platelets တွေဖြစ်တယ် fluid portion ကို plasma လို့ခေါ်ပြောမှာ plasma ရဲ့မှာအဓိကက ရေတွေပါဝင်နေတခြား plasma ရဲ့မှာ solute ဖြစ်ပြီးတော့မှာပျော်ဝင်နေတဲ့ပစ္စည်းတွေကတော့ protein စီ electrolyte စီ lipid စီနဲ့ dissolved gas တွေဖြစ်တယ် လစ်ပစ်စေကပရိုတီးန်တွေနဲ့ပေါင်းထားတဲ့အတွက်ကြောင့်ပလတ်မာထဲမှာဆက်လုပ်ဘက်ဖြစ်နေတာဖြစ်တယ်။အီလက်ထရိုလိုက်စေကတော့ဆိုဒီယမ်၊ပိုတက်ဆီယမ်၊ကလိုရိုက်တီ၊ဘိုင်ကပ်စီတခြားအီလက်ထရိုလိုက်စေပါဝင်တာဖြစ်တယ်။ပလတ်မာကြောင်းကိုဆက်ပြော လေ့လာကြရအောင်ပလတ်မာ is the liquid part of the blood ပလတ်မာက blood ရဲ့ liquid portion ဖြစ်ပါတယ်တဲ့ over 50% of the blood volume in the body is plasma ဘော်ရီယဲမှာရှိတဲ့ blood volume ရဲ့ over 50%က plasma ဖြစ်တယ် it carries all the blood cells and everything else that needs transporting around the body plasma က blood cells တွေဖြစ်တဲ့ rbc wbc platelets တွေကိုသယ်ဆောင်နေခန္ဓာကိုယ်တစ်ခုလုံးမှာ transport လုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေကိုလည်းသယ်ဆောင်ပေးတာဖြစ်တယ် blood ကို သွေးမခဲစေတဲ့ပစ္စည်းမထည့်ဘဲနဲ့ဒီတိုင်းထားလိုက်မယ်ဆိုလို့ရှိရင်သွေးကခဲသွားမှာဖြစ်တဲ့ black clot ရဲ့အပေါ်ပိုင်းက liquid portion ကိုတော့ serum လို့ခေါ်တာဖြစ်တယ်။ black clot ထဲမှာ coagulation factor တွေပါသွားတဲ့အတွက်ကြောင့် serum ထဲမှာ coagulation factor တွေမပါဝင်ဘူး။ plasma ရဲမှာပါတဲ့ပစ္စည်းတွေကို sebron လေးလာကြရအောင် digestive food products example glucose and amino acid from the intestine to the liver and then to all parts of the body where they are needed either for immediate use or for storage. Plus, <laughs> Marema digest low light day, food products, today, glucose, amino acid, power map today. Digest low light day products, small intestine, ani broma, adika, so you be a kama. ေါ်ဒဗင်းကနေတဆင်လဘာကို ရောက်ရှိသွားမှာဖြစ်တယ်။လဘာနေပြီးတော့အင်ဗီယာဗီနာကေပါနဲ့ဟတ်ကိုရောက်ပြီးတော့မှဒဂိုလုံးကိုပြန့်နှံ့သွားမှာဖြစ်တယ်။မော်ရီရဲ့အစိပ်ပိုင်းတွေကို ရောက်ရှိသွားတဲ့အခါမှာချက်ချင်းအုံပြူဖို့ဒါမှမဟုတ်လို့ရှိရင်လိုအပ်တဲ့အခါမှာသုံးဖို့အတွက်စတိုးလုပ်ထားမှာဖြစ်တယ်။ digest လုပ်လိုက်တဲ့ nutrients စီ glucose စီ amino acid တွေကိုပေါ်ဒဗင်းကနေလဘာကိုတည်ပေးမယ်။ digest လုပ်လိုက်တဲ့ lipids တွေကိုတော့ လန်ဖက်တစ်ဗက်ဆယ်ရီဖြစ်တဲ့လက်တီယာနေတည်ဆောင်သွားမယ်။အဲ့အမှတစင်သိုရက်စစ်ဓာတ်ကနေပြီးတော့မှဗိန်းထဲကို ရောက်ရှိသွားမှာဖြစ်တယ်။ Nutrients molecule from storage area to the cells that need them. plasma ရဲ့မှာ store လုပ်ထားတဲ့ area က nutrients molecule တွေကိုလိုအပ်တဲ့ဆဲတွေရှိကိုတည်ဆောင်ပေးမှာဖြစ်တယ်။ adipose tissue မှာ triglycerides ဆိုတဲ့ lipid ဆီကိုတင်ထားတာဖြစ်တယ်။ adipose tissue ကနေပြီးတော့မှ triglyceride တွေကို break down လုပ်ပြီးတော့မှ ထွက်လာတဲ့ fatty acid တွေကို energy အတွက်အသုံးပြုဖို့လိုအပ်တဲ့ muscle တွေကိုတည်ပေးမှာဖြစ်တယ်။ liver မှာ store လုပ်ထားတဲ့ glycogen တွေကို glucose ဖြစ်ကို break down လုပ်ပြီးတဲ့အခါမှာ glucose ကိုလိုအပ်တဲ့ muscle တွေ brain တွေ rbc တွေကိုတည်ပေးမှာဖြစ်တယ်။ excretory products, example, carbonyl oxide and urea, from cells to the excretory organs, such as the lens or kidneys, to be excreted from the body. Plus, the excretory products, carbonyl oxide, urea, tissue cells, and excrete lumen organs, lungs, kidney, go. ဒေဆောင်ပေးမှာဖြစ်တဲ့ အဲ့ဒီအော်ဂန်နီယာမှတစင်ဘော်ဒီယာနေပရောမှာဆုံထုတ်ပြမှာဖြစ်တယ်။တ िश ူးဆဲဆေးကနေထွက်လာတဲ့ waste product ဖြစ်တဲ့ carbon dioxide တွေကို lens က alveoli နေရဲမှာ release လုပ်လိုက်မှာဖြစ်တယ်။ alveoli ကနေတစင် lens ကနေပရောမှာအပြင်ကိုဆုံထုတ်လိုက်မှာဖြစ်တယ်။ waste product ဖြစ်တဲ့ ammonia တွေကို liver မှာ urea ဖြစ်ကိုပြောင်းလဲမယ်။ urea ကို blood ကနေ kidney ကိုသယ်ဆောင်သွားပြီးတော့မှာ ယူရင်းကနေစွန့်ထုတ်ပြန်မှာဖြစ်တယ်။ Chemical messages hormones from where they are made to the target organs in the body ။ hormones တွေကိုထုတ်တဲ့ organ တွေကနေပြီးတော့မှ body ရဲ့မှာရှိတဲ့ target organ စီစီကို blood ကသယ်ဆောင်ပေးမှာဖြစ်တယ်။ hormone တစ်ခုနဲ့တစ်ခုရဲ့ target organ စီကမတူညီဘူး example အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် insulin က liver cell စီမှာ glucose ကို glycogen နေနဲ့ sensitize လုပ်ပြီးတော့မှ store လုပ်တာကို အားပေးတယ်။အဲ့ဒီတွေ့ကြောင့် liver က insulin ရဲ့ target organ ဖြစ်တယ်။ hormone ဆေးကိုထုတ်တဲ့ endocrine organ ဆေးကိုကြာထားတာဖြစ်တယ်။ thyroid gland ကနေထုတ်တဲ့ thyroid hormone ကို blood ကနေပြီးတော့မှ body ရဲ့မှာရှိတဲ့ target organ ဆေးကိုတည်ဆောင်ပေးသွားမှာ ဖြစ်တယ်။ carries heat around the system from internal organs example the gut or very active tissues example leg muscles in someone running to the skin where it can be lost to the surroundings internal organs example အနေနဲ့ဦးလန်းကြောင့်ဒါမှမဟုတ်လို့ရှိရင်လုံလုံရှားရှားလုံနေတဲ့ tissue တွေ example အနေနဲ့ကြီးနေတဲ့လူရဲ့ခြေထောက်မှာရှိတဲ့ muscle တွေက heat တွေကို skin ကို black ကတည်ဆောင်ပေးသွားမှာဖြစ်တယ် black ကနေ brown မှာတည်လာတဲ့ heat တွေက skin ကနေ brown မှာအပြင်ဘက်ကို radiation နီးနဲ့ဒါမှမဟုတ်လို့ရှိရင်ချွေးတက်တဲ့အခါမှာ evaporation နီးနဲ့ဒါမှမဟုတ်လို့ရှိရင်ထိစပ်နေတဲ့ surface ကို conduction နီးနဲ့ heat တွေ loss ဖြစ်သွားမှာဖြစ်တယ် also add as a buffer to regulate ph changes လန်ထဲမှာရှိတဲ့ buffer system ဖြစ်တဲ့ bicarbonate buffer, protein buffer, hemoglobin buffer system တွေက normal blood pH ဖြစ်တဲ့7.35 to 7.45 range အတွင်းမှာရှိနေအောင် regulate လုပ်ပေးတာဖြစ်တဲ့7.35ထဲနည်းမယ်ဆိုလို့ရှိရင် acidosis လို့ခေါ်ပြီးတော့မှ7.45ထဲ pH ကများမယ်ဆိုရင် alkalosis ဖြစ်မှာဖြစ်တဲ့ extreme pH တွေမှာဆိုလို့ရှိရင်တော့ လူကိုသေစေနိုင်တာဖြစ်တယ်။ Erythrocyte or red blood cell အကြောင်းကိုစက်ဘရောလေ့လာကြရအောင်။ There are approximately 5 million erythrocytes per millimeter cube of blood, 4 to 5 million per millimeter cube in women, 5 to 6 million per millimeter cube in men. 1 mm cube က0.001 mm နဲ့ညီမျှတာဖြစ်တယ်။1 mm cube မှာ RBC အရေအတွက်က approximately 5 million လောက်ရှိတာဖြစ်တယ်။အမျိုးသမီးတွေမှာဆိုလို့ရှိရင်တော့4 to 5 million လောက်ရှိပြီးတော့ man တွေမှာဆိုလို့ရှိရင်5 to 6 million per millimeter cube လောက်ရှိတာဖြစ်တယ်။ They contain hemoglobin, a red pigment that carries oxygen and gives them their color. RBC ထဲမှာ red pigment ဖြစ်တဲ့ hemoglobin ကြီးအများကြီးပါဝင်တာဖြစ်တဲ့ ဟီမိုဂလူဘင်ပါဝင်တဲ့အတွက်ကြောင့် RBC ကအနီရောင်ရှိပြီးတော့မှ RBC ကြောင့် blood ကလည်းအနီရောင်ဖြစ်နေတာဖြစ်တယ်။ဟီမိုဂလူဘင်မှာရှိတဲ့ inposition မှာအောက်ဆီဂျင်ကိုဘိုင်းလုပ်ပြီးတော့မှသယ်ဆောင်ပေးတာဖြစ်တယ်။ They are made in the bone marrow. ဘုံမှာရှိတဲ့ red marrow မှာ RBC, WBC, platelets တွေကို synthesize လုပ်ပေးတာဖြစ်တယ်။ Mature erythrocyte do not contain nucleus and have a limited life of about 120 days RBC ဖြစ်မဲ့ stem cells ကနေပြောမှာ mature RBC ဖြစ်တဲ့ဖြစ်စဉ်ကို erythropoiesis လို့ခေါ်တာဖြစ်တယ်။ mature RBC မှာ nucleus မရှိတော့ဘူး။အဲ့ဒီတွဲကြောင့် hemoglobin အတွက်နေရာတွေကို ပိုပြီးတော့မှပေးနိုင်တာဖြစ်တယ်။ RBC ရဲ့သက်တမ်းကတော့ရက်120ပတ်ဝန်းကျင် ရှိတာဖြစ်တယ်။ all RBC တွေကိုတော့ spleen နဲ့ liver တို့မှာရှိတဲ့ RE cells လို့ခေါ်တဲ့ reticulo endothelial cells တွေကနေဖြည့်ဆည်းပစ်တာဖြစ်တယ်။ The erythrocyte transport oxygen from the lens to all the cells. RBC တွေက lens ကနေပြောင်းမှအောက်ဆီဂျင်ကို body cells တွေကိုသယ်ဆောင်ပေးတာဖြစ်တယ်။ They are well adapted for their function. RBC တွေကိုသူတို့ရဲ့ function တွေကိုထမ်းဆောင်နိုင်မှုအတွက် adaptation လုပ်ပေးထားတာဖြစ်တယ်။ The pine concave disc shape of the cells means that they have a large surface area to volume ratio, so oxygen can diffuse into and out of them rapidly. RBC ga circular shape ဖြစ်ပေမဲ့ဘီတစောင်းကြည့်မယ်ဆိုလို့ရှိရင်တော့ pine concave shape ဖြစ်တယ်။ volume ထဲ surface area ကပိုပြော့များနေတဲ့အတွက်ကြောင့် diffusion လုပ်ဖို့အတွက် area ပိုပြော့မှများတယ်။ အဲ့ဒီအတွဲကြောင့်အောက်ဆီဂျင်တွေက RBC တွေကို diffusion နည်းနဲ့အလွယ်တကူဝင်နိုင်ထွက်နိုင်တာဖြစ်တယ် heavy no nucleus leaves much more space inside the cells for the hemoglobin molecules that carry the oxygen မကြော RBC တွေမှာ nucleus မရှိတဲ့အတွဲကြောင့်အောက်ဆီဂျင်တွေကိုသယ်ဆောင်နိုင်တဲ့ hemoglobin တွေအတွဲနေရာတွေအများကြီးရှိနေတာဖြစ်တယ် လမ်းမှာအောက်ဆီဂျင်တွေက RBC တွေကို diffusion နဲ့ဝင်ပြီးတဲ့အခါမှာ tissue sense တွေကိုရောက်တဲ့အခါမှာ RBC တွေကနေပြီးတော့မှအောက်ဆီဂျင်တွေက diffusion နဲ့ထွက်သွားမှာဖြစ်တယ်။ In fact Each red blood cell contains around 250 to 300 million molecules of hemoglobin and can carry approximately 1000 million molecules of oxygen. red blood cell တစ်ခုမှာ hemoglobin molecules က250 to 300 millions molecules လောက်ရှိတာဖြစ်တယ်။အဲ့ဒီတည်းကြောင့် oxygen ကို approximately 1000 million molecules စီသယ်ဆောင်နိုင်တာဖြစ်တယ်။ hemoglobin မှာ alpha chain, beta chain လို့ခေါ်တဲ့ globin portion နဲ့ heme portion တွေရှိတာဖြစ်တယ်။ heme molecule ရဲ့ခလေးက iron မှာ oxygen ကို attach လုပ်ပြီးတော့မှသယ်ဆောင်ပေးတာဖြစ်တယ်။ အဲ့ဒီတွေ့ကြောင့်အောက်ဆီဂျင်ကိုသယ်ဆောင်ပေးဖို့အတွက်တန်တက်အားစီးတွေလိုအပ်တာဖြစ်တဲ့ The light microgram showing composition of blood blood ထဲမှာ ပါဝင်တဲ့ပစ္စည်းတွေကို light microscope နဲ့ကြည့်တဲ့အခါမှာမြင်ရတဲ့ပုံကိုပြထားတာဖြစ်တဲ့ microscope နဲ့ကြည့်ဖို့အတွက် glass light ပေါ်မှာ blood film ကိုလောရတာဖြစ်တဲ့ရလာတဲ့ blood film ကို stain လုပ်ပြီးတဲ့အခါမှာ microscope နဲ့ကြည့်မယ်ဆိုလို့ရှိရင် အခုလိုပုံမျိုးကိုမြင်ရမှာဖြစ်တယ်ဒီဝိုင်းလေးတွေကတော့ RBC တွေဖြစ်တယ်ဒီအသေးလေးတွေကတော့ platelets တွေဖြစ်ပြောမှာ nucleus ပါတယ် cells တွေကတော့ WBC တွေဖြစ်တယ် hemoglobin also carrying some of the governor outside produce in respiration back to the lungs hemoglobin က cellular respiration process ကနေထွက်လာတဲ့ governor outside တချို့ကို lens ကိုပြန်ပြောမှာတည်ဆောင်ပေးတာဖြစ်တယ် the rest is transported in the plasma ကျန်တဲ့ကာမနာအောက်ဆိုက်တွေကတော့ plasma နေသယ်ဆောင်တာဖြစ်တယ်ကာမနာအောက်ဆိုက်ကို blood ထဲမှာသယ်နိုင်တဲ့ form သုံးမျိုးကိုပြထားဖြစ်တယ်ကာမနာအောက်ဆိုက်ရဲ့20%လောက်ကို RBC ထဲမှာ hemoglobin ကသယ်ဆောင်ပေးတယ်70% of carbon dioxide ကတော့ bicarbonate အနေနဲ့သယ်ဆောင်ပြီးတော့မှ10%လောက်ကတော့ plasma ထဲမှာ dissolve ဖြစ်ပြီးတော့မှသယ်ဆောင်ပေးတာဖြစ်တယ် glucose or white blood cells အကြောင်းကို separate လေ့လာကြရအောင် they are much larger than erythrocytes but can also squeeze through tiny blood vessels because they can change their shape white blood cells က rbc တဲ့ size ကပိုပြီးတော့ကြီးရင် wbc တွေကသူ့ရဲ့ shape ကို ပြောင်းလဲနိုင်တဲ့အတွက်ကြောင့် blood vessel တွေတွေကနေပြီးတော့မှ tissue တွေကို squeeze လုပ်ပြီးတော့မှထွက်နိုင်တာဖြစ်တယ် There are around 4,000 to 11,000 per millimeter tube of blood and there are several different types. Blood 1 millimeter tube ma, WBC ga 4,000 to 11,000 lao shi da today. WBC niu sa ro amyai shi da Leukocytes or white blood cells, they are made in the bone marrow although some mature in thymus glands. WBC တွေကိုဘုံမေရိုးရဲ့ red marrow မှာ sensitize လုပ်တာဖြစ်တယ်။တချို့ white blood cells တွေကတော့ thymus gland မှာ mature cells ဖြစ်ကိုပြောင်းလဲတာဖြစ်တယ်။ thymus glands ကတော့ sternum ရဲ့အနောက်ဖက် lens နှစ်ခုကြားမှာရှိတာဖြစ်တယ်။ Their main function is to defend the body against infection. white blood cells ရဲ့အဓိက function ကတော့ infection ကနေပြောင်းမှာခန္ဓာကိုယ်ကိုကာကွယ်ပေးဖို့ဖြစ်တယ်။ Leukocytes are also very important in the inflammatory response of the body when an area of tissue is damaged. ခန္ဓာကိုယ်မှာရှိတဲ့ tissue area မှာ damage ရမယ်ဆိုလို့ရှိရင်ပျက်စီးသွားတဲ့ tissue area မှာဝင်လာတဲ့ bacteria တွေကိုတိုက်ထုတ်ပစ်ဖို့ရင်ပျက်စီးသွားတဲ့ tissue ကိုပြန်ပြီးတော့မှပြန်လည်ပြင်ဆင်ပေးဖို့အတွက် ဘော်ဒီယာနေပရောမ inflammatory response လို့ခေါ်တဲ့ရောင်ရမ်းခြင်းဖြစ်စဉ်ဖြစ်တယ်။အဲဒီ inflammatory response အတွက် leukocytes တွေကအဓိကအရေးကြီးတာဖြစ်တယ်။ blood vessel ထဲမှာရှိတဲ့တချို့ WBC တွေက blood vessel ရဲ့ wall မှာရှိတဲ့အပေါက်ကလေးတွေကနေ tissue တွေကို squeeze လုပ်ပြီးတော့မှထွက်လာနိုင်တာဖြစ်တယ်။ They all contain a nucleus and have colorless cytoplasm also sometimes contain granules which can be stained wbc အားလုံးမှာ nucleus တွေရှိပြီးတော့မှာ color မပါတဲ့ cytoplasm ရှိတယ် white blood cell အမျိုးအစားတချို့ရဲ့ cytoplasm တွေမှာ granules တွေရှိရယ် cytoplasm တွေမှာ granules တွေရှိတဲ့ white blood cell တွေကို granulocytes လို့ခေါ်တာဖြစ်တယ် granulocytes တွေကတော့ neutrophils တွေ eosinophils တွေ ဗီဆိုဖေးစီရှိပြီးတော့မှအဲ့ grand news တွေကို stain လုပ်တဲ့အခါမှာ color တွေ꿰ပြားတာကိုတွေ့ရတယ် grand news မပါတဲ့ WBC cell စီကတော့ a granulocyte စီလို့ခေါ်ပြီးတော့မှ lymphocyte စီ monocyte တွေဖြစ်တယ် platelets အကြောင်းကို separate လေ့လာကြရအောင် platelets are tiny fragments of large cells called megakaryocytes which are found in the bone marrow platelets တွေက bone marrow မှာတွေ့ရတဲ့ last sense ဖြစ်တဲ့ megacaro size ကနေပြီးတော့မှ fragment နေဖြစ်ပြီးတော့မှဖြစ်ပေါ်လာတာဖြစ်တယ်။ There are about 150,000 to 400,000 platelets per millimeter cube of blood. blood 1 mm cube မှာ platelet စေက150,000 to 400,000ထိပါဝင်တာဖြစ်တယ်။ They are involved in blood clotting. platelet စေကသွေးခဲမှုဖြစ်စဉ်မှာပါဝင်တာဖြစ်တယ်။ black clot ဖြစ်ဖို့အတွက် platelet စီက activated ဖြစ်တဲ့ clotting factor စီလည်း activated ဖြစ်ပြီးတဲ့အခါမှာ fibrin လို့ခေါ်တဲ့အမြင်နေဖြစ်ပေါ်လာတယ်။ black clot ထဲမှာ activated platelet စီပိတ်မိနေတဲ့ RBC တွေနဲ့အပေါ်ကနေပြီးတော့မှ fibrin တွေအုပ်ထားတာဖြစ်တယ်။ blood ရဲ့ component စီနဲ့ဆိုင်တဲ့ယောဂါတွေကို separate လေ့လာကြရအောင်။ ကြောက်ကန်ယောဂဖြစ်တဲ့အခါမှာယူရင်းထဲမှာယူရီးယားတွေကိုဖယ်မပစ်နိုင်တဲ့အတွေ့အကြုံညာလာတဲ့သွေးထဲကယူရီးယားတွေကိုကြောက်ကက်တန့်စင်စက်နဲ့ဖယ်ပေးရမှာဖြစ်တယ်။သွေးထဲမှာအဆီပုံမှန်ရှိတဲ့လူနဲ့အဆီများတဲ့လူရဲ့ blood sample တွေကိုကြာထားတာဖြစ်တယ်။သွေးခဲသွားတဲ့အခါမှာ အပေါ်ဘက်ကအရေးကြီးက normal မှာဆိုလို့ရှိရင်အဝါရောင် အရေးကြီးဖြစ်ပြီးတော့မှသွေးထဲမှာအဆီအရမ်းများမယ်ဆိုလို့ရှိရင်နောက်ပြီးတော့မှ ပြစ်နေတာကိုတွေ့ရမှာဖြစ်တယ်။တန်တန်အားနေတဲ့လူမှာ conjunctiva က normal အတိုင်းပန်းရောင်မရှိဘဲနဲ့ဖြူဖြော့နေတာကိုတွေ့ရမှာဖြစ်တယ်။ black flame မှာကြည့်မယ်ဆိုလို့ရှိရင်လည်း RBC ရဲ့ကလေးတွေကအဖြူရောင်လေးပိုပြော့မှများနေတာကိုတွေ့ရမှာဖြစ်တယ်။ white blood cells function ကောင်းကောင်းမလုပ်တာမျိုး body ရဲ့ defense mechanism နေကောင်းကောင်းအလုံးမလုပ်တဲ့အခါမှာ မွေးရပါ immune deficiency ကိုပြထားဖြစ်တဲ့ platelet စေအရန်နေတဲ့အခါမှာ ဖြစ်ပေါ်တဲ့လက္ခဏာတွေကိုပြထားတာဖြစ်တယ်။ဒီနေ့ဒီချိန်နဲ့အတူ grade 1 pathology chapter 3.7.3 the components of the blood counting အောက်မှာ plasma အကြောင်း components of plasma ဖြစ်တဲ့ nutrients excretory products hormones and electrolytes အကြောင်းကိုတည်လာခဲ့တယ်။ plasma ရဲ့ role တွေဖြစ်တဲ့ heat ကို skin ကိုသေဆောင်သွားပြီးတဲ့အခါမှာပတ်ဝန်းကျင်ကို loss ဖြစ်စေတဲ့အကြောင်း plasma ရဲ့မှာရှိတဲ့ buffer system မှာ blood pH ကို maintain လုပ်တယ်ဆိုတဲ့အကြောင်းလေးကိုလေ့လာကြရင်ဆက်လက်ပြီးတော့ RBC တွေရဲ့ structure နဲ့ function ဆက်ဆက်ပုံ WBC အမျိုးအစားတွေနဲ့သူတို့ရဲ့ function စီ platelet စီရဲ့ function စီကိုလေ့လာခဲ့ကြရင် ဆယ်ရုံးနဲ့အတူမြန်မာပြည်မှာရှိတဲ့ Great Twin Phalanji ကိုလေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ဇေဝကဟဲ့ knowledge sharing channel ကို like and share လုပ်ပေးကြပါ sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာဒီနေ့အတူပြန်လည်ဆုံတွေ့ကြပါမယ်